ဒါကိုဂျပန်တရားကတွေ့ပြီးတော့နောက်ကနေရိတ်ထားတာဖြစ်လို့တယ်လို့ကျွန်တော်ကတော့ယူဆတယ်เนาะဆိုတော့ဟုတ်ကဲ့ပါအားလုံးပဲမိလာပါဗျာကျွန်တော်နဲ့ဒီနေ့ရည်ကြမယ်ဗျာကျွန်တော်ဒီမှာကြည့်ပြီးတော့เนาะတကယ်ကတော့ရည်စရာတော့မဟုတ်ပါဘူးဟုတ်ပြီเนาะကျွန်တော်ဗီဒီယိုနှစ်ခုဒီမှာပေါ့เนาะ1နှစ်ဒီဗီဒီယိုနှစ်ခုပေါ့เนาะဒါကတော့ဂျပန်နိုင်ငံမှာလက်ရှိဖြစ်နေတဲ့ဟာတွေပေါ့เนาะဒီဟာကြတော့ကျွန်တော်အခုဒီမှာပြထားတယ်ဒါကတော့ကျွန်တော်ရထားပေါ်မှာရထားပေါ်မှာဒါဂျပန်ဖြစ်ပုံရပါတယ်ဂျပန်လူမျိုးတစ်ယောက်က ဘာလို့လင်းနေကျွန်တော်လည်းအတူကြည့်ကြည့်မယ်နော်အာဟုတ်ပြီချအာအေး နတ်ခေါ်ကြည့်ကြည့်မယ်ဗျာနော်ဟွန်းဟုတ်ပြီကျွန်တော်လက်လေးရဲ့ဘော်ဒီနာမယ်ဘော်ဒီနာမယ်ခုံမယ်ဟုတ်ပြီခုံမယ်ဟုတ်ပြီခုံထားမယ်ဟဲ့အေးအေးဟုတ်ပြီအဲဘာဖြစ်ချမ်းပါယူတယ်ဘောင်းမီလီနဲ့ဆွဲတင်မယ်အာလက်လေးကားထားမယ်ဟုတ်ပြီဒီနေရာနည်းနည်းအဆင်မပြေဘူးအဲအဆင်ပြေတဲ့နေရာသွားမယ်ဟုတ်ပြီဟုတ်ပြီချမယ်အေးအေးပေါ်နေတိမ်မယ်ဟဲ့ဟုတ်တယ်အဲအဲအေးချ နော်ဟုတ်ပြီနော်ဒါကကျွန်တော်ဂျပန်ရထားပေါ်မှာဂျပန်တယောက်လိုယူဆလို့ရတဲ့တယောက်ပါဗောနော်လူမျိုးပြမှုလေးလုံနေတယ်ကြာဒီဖက်မှာကြာတော့ကျွန်တော်တို့မရေးထားလဲဆိုတော့ဂိုင်းခုခုချင်းမကြည့်တဲ့ဟူဇာဂေရနာလို့ရေးထားတော့နိုင်ငံခြားသားတောက်ပြက်တနာမချမ်းနဲ့ဗောနော်အဲ့လူမျိုးအတိတ်ပြရတဲ့ရေးထားတာဗောနော်ဂိုင်းခုခုချင်းမကြည့်တဲ့ဇာခေရနာလို့ရေးထားတယ်ဗောနော်အဲ့ဒါကျွန်တော်ကြည့်ကြည့်မယ်ဗျာอืมอืม ာကကြတော့ကျွန်တော်တို့ဒီဂျပန်ရဲ့ဖျားเจ้าတစ်ခုဖြစ်ပုံရတယ်ဗျဖျားเจ้าနာမမို့ဒီဂျင်းဂျာပေါ့နော်ဂျင်းဂျာမှာရှိတဲ့ကျွန်တော်မုတ်ဝပေါ့နော်သူတို့ရဲ့နတ်ကွန်းရဲ့မုတ်ဝမှာဒီနိုင်ငံခြားသားတော့ဒီမျိုးသူဗီဒီယိုရိုက်နေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကကြတော့ဂျပန်တယောက်ကဒီဗီဒီယိုကိုတွေ့ပြီးတော့ကျွန်တော်တို့အပြင်မှာတင်လာတာဖြစ်မယ်အများကြီးအောင်လို့ပါလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုနှစ်ခုကိုရှင်းကြည့်မယ်ဆိုရင်ဒါကတော့ဂျပန်ပေါ့နော်ဒါကတော့နိုင်ငံခြားသားလက်ရှိဒီလိုမျိုးဟာတွေကပုံစံဒါနဲ့ ဒီဒီဟာနဲ့အလားတူတဲ့ပုံစံနဲ့အများကြီးပဲဂျပန်မှာဖြစ်ဖြစ်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာတွေအနေနဲ့အလုံးနဲ့လာသည်ဖြစ်စေကျွန်တော်တို့ဒီအလဲပဲလာလာပေါ့နော်ဘာဖြစ်အများပြည်သူအတုံးနဲ့အတုံးပြူတဲ့နေရာတွေမှာပေါ့နော်ကျွန်တော်ဒီလိုမျိုးမဖွေမရပြုမှုတွေကိုမလုပ်ဘူးလို့ရတယ်ဒါဆိုရင်ဂျပန်တယောက်ကဒီလိုလုပ်နေတယ်ဆိုဂျပန်တွေဘယ်လိုပြုမှုပြုမှုကြလဲဆိုတော့ပေါ့နော်ကျွန်တော်ဒီနေရာမှာမျှော်ပေးပါမယ်ဆိုတော့ဂျပန်တယောက်ကဒီလိုမျိုးလုပ်လာပြီဆိုရင်ကျွန်တော်ဒီဘေးနားကခုံနေမှာပေါ့နော်ဂျပန်တွေကမထိုင်ကြတော့ဘူး ဒီပုံမှန်ဂျပန်တွေอ่ะဗောနော်အဲ့နေရာနေထပြေးပြီးတော့တနေရာမှာတွတ်ထိုင်နေတာတို့ရှိတယ်เนาะဆိုတော့နိုင်ငံခြားသားတယောက်ကဒီလိုမျိုးလုပ်ရင်တော့ကျွန်တော်ထင်တယ်အဲ့ဒီနားမှာထားထိုင်ရင်းနဲ့ထိုင်နေမယ်ဒါမှမဟုတ်တခုခုအပြုတ်မှုတွေလာတာတာတို့ဘာလို့လုံကောင်းလုံမယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ဒါကတော့ဂျပန်အပြုတ်မှုတာဗောနော်နောက်တစ်ခုဒီနိုင်ငံခြားသားပြုတ်မှုသွားတဲ့ဒီအပြုတ်မှုကိုကျွန်တော်နောက်တစ်ခေါက်ပြန်ကြည့်ကြည့်မယ်ဗျာ ဒါကဘာနဲ့အလားသဏ္ဍာန်တူလဲဆိုတော့ဗျာသူများအိမ်ကိုလည်းလာသေးတယ်ပေါ့နော်သူများနိုင်ငံကိုလည်းလာသေးတယ်လာပြီးတဲ့အခါကျမှကျွန်တော်သူများရဲ့ကုွယ်ယုံကြည်ရာပေါ့နော်ဒီကျွန်တော်တို့မှဆိုရင်တော့ဒီဗုဒ္ဓဘာသာရရဆိုရင်ကျွန်တော်တို့ဒါဘုန်းကြီးကျောင်းပေါ့နော်ဘုန်းကြီးကျောင်းရဲ့ကျွန်တော်မဟုတ်ဘူးမှာလာပြီးတော့သူကလာဆော့နေတယ်လို့ဖြစ်နေတာပေါ့နော်ဆိုတော့ဒါကသူများရဲ့သူများနိုင်ငံရဲ့ပေါ့နော်တကယ်အထောအမြတ်ထားတဲ့နေရာဒါဘာသာရေးယုံကြည်မှုနဲ့ပတ်သက်တဲ့နေရာတွေကိုအဲ့လိုမျိုးမလေးမစားမဖွင့်မရ လုပ်တဲ့အပြုအမူကတော့ဘာဖြစ်ဖြစ်ကျွန်တော်ဂျပန်ပဲဖြစ်ဖြစ်ကျွန်တော်တခြားနိုင်ငံသားပဲဖြစ်ဖြစ်ဒီလိုမျိုးအပြုအမူတွေတွေ့ရင်တော့အရန်ကိုအရန်ကိုမှာပေါ့နော်ဒါရိုင်းဆိုင်တဲ့အပြုအမူဖြစ်တဲ့အတွက်ဒါကတော့ဘလို့မှခွင့်လို့နိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဒါတွေကိုကျွန်တော်ဂျပန်ရဲ့နိုင်ငံရဲ့လက်ရှိအခြေအနေအရအအသေးချာဂိုင်းတွဲနိုင်မှုတွေမရှိပေါ့နော်မရှိတဲ့အတွက်ကျွန်တော်အခုလိုဖြစ်ရတယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ဗျဆိုတော့ ဲတခြားတခြားတွေလည်းအများကြီးပါပဲအခုတလောဂျပန်ကကျွန်တော်နိုင်ငံခြားသားတွေကိုကြည့်ရင်နိုင်ငံတစ်ခုလောက်ခြားပြီးတော့မှကျွန်တော်ကြည့်နေအကြီးချင်းခံနေရတာပေါ့နော်တစ်ခုခြားပြီးတော့မှအကြီးချင်းခံနေရတာဖြစ်တဲ့အတွက်အဲတကယ်ကိုမှစိတ်မကောင်းစရာပေါ့နော်ဂျပန်မှာလက်ရှိအလုပ်လုပ်နေတဲ့ဒီဂျပန်ကိုလာပြီးတော့အလုပ်လုပ်နေကြတဲ့ဒီနိုင်ငံခြားသားတွေအတွက်ကတကယ်ကိုဟိုမလွယ်တဲ့ကာလတစ်ခုကိုကျွန်တော်ဖျက်ဆန်းနေရတာပေါ့နော်သူတို့ရဲ့သူတို့ရဲ့ကျွန်တော်နိုင်ငံရေးအခြေအနေတွေပုံမှန်လေးမူတည်တာပေါ့နော်ဆိုတော့ ဒါရည်စရာကောင်းတယ်လို့ထင်ရပေမဲ့တကယ်ကဒါနှစ်ခုလုံးပေါ့နော်ဒီဘက်ကလည်းတူတူပဲရည်စရာကောင်းတယ်လို့ထင်ရမယ်ဒါတကယ်ကရည်စရာမဟုတ်ပါဘူးဒီလိုမျိုးအပြုအမူတွေတွေ့တယ်ဆိုရင်ကျွန်တော်တို့ဂျပန်တရားကဒီလိုလုပ်နေတယ်ဆိုရင်အဲ့ဒီနားမှာမနေပါနဲ့ကျွန်တော်ဝေးတဲ့နေရာမှာနေပေါ့နော်ဘာလို့လဲဂျပန်မှာယူကြောင်မှုကြောင်တယ်လို့မျိုးငကြောင်တွေကအရင်များတဲ့အခါကျတော့ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင် level ပေါ့နော်ဒီလိုမျိုးသူတို့ရဲ့ယုံကြည်ရာကိုယ်ဝေးရာတွေမှာပေါ့နော်ဒီ public area တွေမှာကျွန်တော်မလုပ်သင့်ပါဘူးဒီလိုမျိုးမဖွင့်မရအပြုအမူတွေမလုပ်သင့်ပါဘူးပေါ့နော် ဟုတ်ပါတယ်ဂျပန်နိုင်ငံကဘယ်လိုနိုင်ငံလဲဆိုလက်ရှိနေတာတော့ဂျပန်ကတော့လူမျိုးဖြစ်နေတယ်ပေါ့နော်အကျွန်တော်တို့ကတော့ပုံမှန်ဗာပဲအလုပ်တွေသွားနေကြတယ်ဒါပုံမှန်ပဲသို့တော့ဂျပန်ရဲ့အခြေအနေကဒီလူမျိုးတင်းမာမှုတွေအများကြီးကြုံနေရတယ်ပေါ့နော်တချို့ခီးသွားတဲ့နေရာတွေမှာလည်းကျွန်တော်တို့ကိုစောင့်ကြည့်ခြင်းတွေခံနေရတယ်ပေါ့နော်ဒီနှစ်ယောက်ကလည်းပဲကျွန်တော်တို့တင်တယ်ဒါကိုဂျပန်တရားကတွေ့ပြီးတော့နောက်ကနေရိတ်ထားတာဖြစ်လို့တယ်လို့ကျွန်တော်ကတော့ယူဆတယ်နော်ဆိုတော့ ဟုတ်ကဲ့ပါကျွန်တော်ကြည့်ရှုနေတဲ့လူတွေကိုကျွန်တော်ဒီနေ့ကနေမှာကျင်တာကတော့ကျွန်တော်ညီကိုတွေပေါ့နော်ဒီလိုမျိုး public area မှာမခွင့်မရတွေမပြုတ်လောက်ကြပါနဲ့လို့ကျွန်တော်မှာကြိုင်းနေပဲဒီ video ကိုဒီမှာပဲအဆုံးသတ်ပြစေဗျာနော်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ